အားလုံးပဲမင်္ဂလာပါ efootball virus tiktok account ရဲ့ admin virus ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကဒါ server refresh တာစောစောစီးနဲ့ပြီးသွားတဲ့အချိန်မှာဝင်လိုက်တော့ဒါ efootball ကနှစ်ပေါင်း30ပြည့်ဖြစ်နေအောင်တွေးလိုက်ရတယ်အဲ efootball ပေါ့နော်အရင်ကတော့ PES Winning Eleven လို့ခေါ်တဲ့ဒီ game ကို1995ခုနှစ်မှာ release လုပ်ခဲ့တာဖြစ်ပြီးတော့2025ပြည့်ရဲ့အချိန်မှာသူတို့ကနှစ်ပေါင်း30ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။အဲဒါကြောင့်မလို့ပဲဒါ Nostalgia Pack ဆိုပြီးတော့ eFootball ကအသစ်မိတ်ဆက်ပေးလိုက်ပါတယ်။ဒီထဲမှာဆိုရင်တော့ဒါ Juve နဲ့အသင်းရဲ့ Baggio ပါမယ်၊ Inter Milan အသင်းရဲ့တိုက်စစ်မှု Adriano ပါမယ်၊ပြီးတော့ဒါ Barcelona အသင်းနောက်ခံလူအဲ PK ပါမယ်ပေါ့နော်။ဒီကတ်တွေကတော့ဒါ highlight ကတ်အနေနဲ့ဒါ eFootball ကနေဒါထုတ်ပေးရတာဖြစ်ပြီးတော့ဒါ player အနေနဲ့တခြားကတ်တွေဆိုရင်လည်းဒါကျွန်တော်တို့ဒါ Barcelona နာသိရဲ့နောက်ခံလူဘယ်နောက်ခံလူဘယ်ဒီပါမယ်စပါးတိုက်စင်မှုဆိုလန်ကီပါမယ်ချက်စီသိရဲ့ဒါနောက်ခံလူဘယ်ဘာရီယာရှိပါမယ်ပေါ့နော်ဒီကက်တွေကတော့ပရိသတ်တွေစိတ်ဝင်စားမှုရှိမယ်အဲအဲ့ထဲမှာဆိုရင်တော့ဒါ လုံးတီရောဆိုရှင်ဘက်ကီယိုပါနီယာကိုလည်းတွေ့ရတယ်ဒါကတော့ပရိသတ်တော်တော်လေးကြိုက်ကြမှတ်ကက်လို့လည်းပြောရတယ်ပြီးတော့ဒါအဲအင်နာမီလန်တိုက်စင်မှုအဒရီယာနိုပေါ့နော်အဒရီယာနိုဆိုရင်ဒါ e-football player အတိုင်းတည်တယ်အဒရီယာနိုရဲ့ဒါ speed တွေ power shot 99နေရာပေါ့နော်ဒါ e-football e-football player တွေတော်တော် အမှန်ရရစရာဖြစ်နေပါလိမ့်မယ်နောက်တဲ့တစ်ကက်ကတော့ဒါဘာစီလိုနာအသင်းရဲ့ကစားသမား PK ပေါ့နော်ဒီကက်ဒီပေါဝင်လာအောင်တွေ့ရတယ် ဒါကြောင့်မလို့ကျွန်တော်ကဒီနေ့မှာကျွန်တော်ရဲ့ကံကိုကန်ဆန်းတဲ့အနေနဲ့ free fault ကြီးမှာဖြစ်ပါတယ်တော်တော်များများလည်းဒါ free နဲ့ပေါက်ထားရည်ကိုကျွန်တော်အခုပေါ့နော်ခဏလေးအတွင်းမှာတွေ့တာရယ်ဆိုတော့ကျွန်တော်ကန်ဆန်းကြီးမှာဖြစ်ပါတယ်စကားမဆက်ပေါ်တော့ဒါကျွန်တော်အကောင့်ကဒါ e-football နဲ့ပတ်သက်တဲ့ content တွေကိုတင်ပေးတာဖြစ်လို့အဲစိတ်ဝင်စားရည်ဆိုရင်ပေါ့နော်ကျွန်တော်အကောင့်ကို follow လုပ်ခဲ့ပေးကြပါအောင်ကျွန်တော် video ကြည့်ရတဲ့လူတွေထဲမှာအဲ follow မလုပ်ခဲ့သေးတဲ့လူတွေကများတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီအကောင့်မှာပေါ့နော်ဒါအပေါင်းလေးရှိတယ်အဲအပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးကြဖို့တိုက်တွန်းပါတယ်ကျွန်တော်ဒါ free မှာဆိုရင်ဒါ Everton ကစားသမားပေါ့နော်ဒါ Lindstrom ဆိုတဲ့ကစားသမားကိုပေါက်ပါတယ်ကဲ free လဲပေါက်ပြီးပါကြီးကန်လည်းမကောင်းဆိုတော့ quantity နဲ့ချက်ပေါက်ကြည့်ပါမယ်ကျွန်တော်တော့အများနှမ်းပေါ့နော်ဒါ pet deal လာတယ်ဆိုရင် quantity နဲ့အများနှမ်းသုံးပြီးတော့အဲကိုယ့်ရဲ့ကန်ကိုကန်ဆန်းကြဖို့ကျွန်တော်ကတော့အများနှမ်းတိုက်တွန်းလေးရှိရပေါ့နော်ဒါကြောင့်မို့ဟိုတက်တန်ပေါ့နော်ဒါ အာ rainbow ပါပဲမယ်ဗျာ rainbow ကအတူကြီးဖြစ်နေပါတယ်ဒါကြောင့်မို့ဒါကျွန်တော် rainbow အဆက်တာဆိုရင်အခုနပြောတဲ့ဒီ pk တို့ adriano တို့ vagio တွေကပေါင်းနိုင်ပြီမယ်ဒါ rainbow အတူဖြစ်သွားကြအောင်မလို့ဒါ galatasaray ရဲ့ဘယ်နောက်ခံလူ jacob ကိုပေါက်ပါတယ် အဲဒါကြောင့်မလို့ကျွန်တော်ကတော့ဒီနေ့မှာကန်ဆန်းတဲ့အချိန်မှာတော့ဒါ free တစ်ချိန်ရော quantity 3တော့ဘာမှမပေါက်ခဲ့ပါဘူး။ဒီ video ကြည့်နေတဲ့ညီကိုတို့တွေထဲမှာရော bucket ကြီးပေါက်လဲဒီထဲရမှာပေါ့နော်ကျွန်တော်ဒီ bucket ကိုတို့ adriano တို့ pk တို့ကတ်တွေကိုလည်းပေါက်ခဲ့ကြလားဆိုတာကိုအဲတခြားတော့ comment မှာမန်းခဲ့ပေးကြပါဦး။